ဘေးရပဲဖြစ်ဖြစ်အခွင့်ရေးဆိုတာလေရမယခမရောက်လာတတ်အဲ့ဒီခွင့်ရေးရလာတဲ့အချိန်မှာဘာလုံးသင့်တယ်လဲဆိုတာသိရှိနားလည်ပြီးအကျိုးရှိတဲ့အလုပ်တစ်ခုကိုလုပ်နိုင်ဖို့တောင်းဆိုလိုတာပေါ့နော်စီဝါရေးရောင်းဝယ်ကောင်းတဲ့အချိန်ကလည်းဒါအခွင့်အလမ်းတစ်ခုလို့စိုက်ပျိုးရေးအတွက်ပိုးလေးဝသမှတ်တဲ့အခါလည်းအခွင့်အရေးတစ်ခုလို့ပြော ။ဟိုလေးဝသာပြက်ပြားလာပြီဆိုရင်လည်းစိုက်ပျိုးရေးလုပ်လို့မရတဲ့နေထာမျိုးရောက်သွားတယ်။စီဝါရေးအခွင့်အလမ်းတွေပိတ်ဆို့သွားပြီဆိုလို့ရှိရင်လည်းစီဝါရှာဖို့ခက်ခဲတယ်။ပညာသင်ဖို့အခက်ခဲဆိုတာလေ။အခါတိုင်းမှပညာသင်လို့အချိန်အခါပေးခြင်းမှပေးတယ်ပေါ့။ဘယ်ရပဲဖြစ်ဖြစ် အခွင့်ပေးတဲ့အချိန်လေးမှာလှုပ်တင်လှုပ်ထိုက်တာလှုပ်ရမယ်လို့ဆိုလိုတာအခွင့်သာခိုက်ကြိုးစားလိုက်ဆိုဒီနေရာမှာအခွင့်တော်တာဝါရဲ့ဘာလို့မှမသိပဲနဲ့အချိန်ကုန်သွားတဲ့လူတွေလည်းရှိတယ်အဲ့တော့အခွင့်အရေးတစ်ခုရလာတဲ့အချိန်မှာဘာလို့ရမယ်ဆိုတဲ့သိတဲ့အသိပညာလည်းအမှန်တမ်းအရေးကြီးတယ်လှုပ်တင်လှုပ်ထိုက်တာကိုလှုပ်လိုက်ဖို့လှုပ်လိုက်မှကောင်းကျိုးချမ်းသာရမှာဖြစ်တယ် ဒါကိုရည်ရည်ကြီးမြတ်စွာဘုရားကလည်းတတိပိဆုံးမထားတာရှိတယ်ဘဝတန်တရားကလွမြောက်ဖို့အတွက်အခွင့်အလမ်းဆိုအမြဲတမ်းရှာပါတဲ့အခွင့်အလမ်းတစ်ခုဆိုပါစို့ခွန်ကြီးတို့တွေအလွန်ကြီးမားတဲ့အဆောက်အဦကြီးတဲ့ရောင်းနေကြတယ်ဘယ်ဘက်ကြည့်ကြည့်လေးဘက်လေးတန်းအပေါ်ရော အောက်ကရောအကုန်ပိတ်ဆို့ထားတယ် အဲ့လိုအဆောင်ဦးကြီးထဲမှာပိတ်လောင်ထားခြင်းခံရတဲ့အခါမှာအခွင့်လန်းဆိုတာထပ်ပေါက်လေးကိုပြမဲ့လူတယောက်ရောက်လာလို့ရှိရင်အဲ့ဒါအခွင့်လန်းတစ်ခုပဲထွက်ဖို့ရအတွက်အဲ့လိုထွက်လန်းမရှိဘူးဆိုလို့ရှိရင်ဒီအဆောင်ဦးထဲမှာပဲဒုက္ခရောက်ကြအခွင့်လန်းလို့ခေါ်တယ် ဆာဝူတခုမီးလောင်နေတယ်ဆိုရင်ထပ်ပေါက်မတွေ့နိုင်မတွေ့ရင်လည်းဒုက္ခရောက်မှာတေးချာထို့တူပဲတန်တရာတဲမှာလူဖြစ်နေကြတော့ဘုန်းကြီးတို့တွေဘာလူမျိုးပဲဖြစ်ဖြစ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘယ်ဘာသာဝင်မဲ့ဖြစ်ဖြစ်ဝဉ္ဇင်းနာခြင်းတေးခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေနဲ့ပိတ်လောင်ထားခြင်းခံရတယ်ဘယ်သူမှယုံထွက်လို့မရဘူးသူချင်းပါ ဘယ်သူမှယုံထွက်လို့မရအဲ့လိုယုံထွက်လို့မရတဲ့ဝိညာဉ်နာခြင်းသိခြင်းလို့ဆိုရဲဆင်းရဲဒုက္ခတွေနဲ့လောင်ပိတ်နေတဲ့နေရာကြီးမှာအေးဝိညာဉ်နာခြင်းသိခြင်းကလွတ်ခင်းတဲ့နေရာဟာဟောဒီလမ်းမောတက်ပြီဒီအနေသွားလို့ရှိရင်ထွက်ပေါက်တွေးနိုင်တယ်ဆိုလမ်းညွန်ပြတဲ့ပုဂ္ဂိုလ်ဟာပြတဲ့ပုဂ္ဂိုလ်ကပြလို့တကယ်လည်းထွက်ပေါက်ရသွားတယ်ဆိုအဲ့ဒါအခွင့်အလမ်းတစ်ခုပဲ အဲ့ဒီလိုအခွင့်အလမ်းပြတဲ့အခါမှာယုံကြည်သူမယုံကြည်သူနှမျိုးရှိတယ်မယုံတဲ့လူကမဖြစ်နိုင်ပါဘူးဆိုမလိုက်ဘူးဒါလည်းအခွင့်အလမ်းဆုံးရှုံးသွားခြင်းပဲအဲ့ဒီလိုယမယံခလောကမှာအလင်းရောက်ပေးနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေပေါ်လာလို့လူတွေကြုံတွေ့နေရတဲ့ဘဝဆက်ဝန်းကြီးတွေမှာ ထွက်ပေါက်ကိုတစ်ခါတစ်ခါဖော်ပြတာရှိတယ်။အဲ့ဒီထွက်ပေါက်ပြလိုက်တဲ့အချိန်လေးမှာထိုထွက်ပေါက်ရှိတဲ့နေရာကိုရောက်ရှိအောင်သွားဖို့ပဒမအရေးကြီးတယ်။အဲ့ဒါမျိုးကိုခွင့်လန်းလို့ခေါ်တယ်။ဒီအခွင့်အရေးနဲ့ပတ်သက်ပြီးတော့လေဒီဆရာတော်ကြီးကတတိပေးဆုံးမထားတဲ့ကြပြားလေးတွေအဆုံးသက်တည်းရှိတယ်။ ခွင့်သာခိုက်မှမလိုက်ခြင်းလဲအမိုက်နဲ့ပြင်ရှိသေးလေလေခွင့်သာခိုက်မှမလိုက်ဘူးဆိုရင်မိမ့်မိုက်တာကြမယ်ပေါ့ခွင့်သာဒုံမှမယုံခြင်းလဲအရှုံးနဲ့ပြင်ရှိသေးလေလေခွင့်သာတော့မယုံဘူးဆိုရင်ဒီအရှုံးကမင်းနဲ့ပို့ပြီးတော့ရှုံးတဲ့လူလောကမှာရှိမှာမဟုတ်ဘူးဘယ်ရပဲဖြစ်ဖြစ်ခွင့်သာတဲ့အချင်းအဲ့လို့ တန်တရားဝကလုတ်ခင်းမှုအခွင့်သာတဲ့အချိန်ဆိုတာအလုံးကိုကြာညောင်းမှတွေ့ရတယ်စီပွားရေးအခွင့်အလမ်းတွေဆိုတာတွေ့တတ်ပါရဲ့ပညာရေးအခွင့်အလမ်းတွေဆိုတာလည်းအလွယ်တကူနဲ့တွေ့ပါရဲ့စိုက်ပျိုးရေးအခွင့်အလမ်းရောင်းရေးဝယ်တာအခွင့်အလမ်းဆိုတဲ့ဂျန်တဲ့အခွင့်အလမ်းတွေကမကြာခဏကြုံတတ်ကြတယ်သို့သော ်တန်တရာဟုတ်ကလွတ်ဖို့လမ်းပြတယ်ဆိုတဲ့အလင်းရောင်ရတဲ့အခွင့်အရေးကတော့အမှန်တမ်းရှာပါတယ်